2004မှာဒါမင်းအောင်လိုင်တိုင်းမှုဖြစ်နေပြီဟုတ်ဒါဟိုနပခဟိုရခိုင်တိုင်းမှုဖြစ်နေပြီဟုတ်ဘုံအိုက်ကရီးယားတိုက်လဲမှာအေးရအိုက်ကရီးယားတိုက်တော့ဘယ်နဲ့သတိရပါဘာတတ်မှတ်ထားတဲ့ကာလတဲ့ကြော်လွန်ပြီးတော့စောစောစီးစီးစီးရီမှန်းချက်ကပြေဝနေရပါတော့အကုန်လုံးကဝုံ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 နဲ့ချလာလိုက်တာအခုဆိုရင်ဘကိုးမကွေပြီးရင် ARV အဲ့ဘက်တွေအထိပါဖြတ်ပြီးတော့ကာထားနိုင်တဲ့အနေအထား ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပြည်သူအားမငါဝတ်တန်စီစဉ်နေပြန်ပြီးတော့ကြိုးစားပါရစေဗျာမင်္ဂလာပါအဲ့တော့ဘုံဒီခုတော့ဒါသတင်းကောင်းနေတဲ့ကနေပြီးတော့နော်ဘုံကဟာသတွေကြီးရွေးနေခွေးဟာသတွေတင်းနေအဲဟုတ်တယ်မလားမရောက်လိုက်ဟွာဖြစ်တဲ့ဟာလေးအဲအဲ့ဥစ္စာလေးသုံးသပ်ပြီးပါအောင်ဘုံမရောက်လိုက်ရင် तू ကဟွာပေါ့ဘာလဲဆိုတော့တို့တော်တင်နန်းတို့ဘာတို့တခုတက်လို့ရှိရင်လေဟုတ်အဲ့တော့ဟို စည်းကမ်းချက်ပြောတာပြောတာကဘာနဲ့ဆိုလဲဆိုတော့တာမြင့်နေမြေဆိုရင် तू သွားသွားဖို့သတိပေးသလိုပဲသွားဖို့သတိပေးသလိုပဲတန်းစီပြီးွားလဲတင်းနှန်းသားတွေတန်းစီပြီးွားစတင်းနှန်းဝင်တယ်တင်းနှန်းစည်းကမ်းတွေဖတ်ပြတာဩဘယ်ချင်းရေချိုးရမယ်ဘယ်ချင်းထမင်းသားရမယ်ဘာလုပ်ရမယ်ညာတော့ဘယ်ချင်းအဲ့တွေးရမယ်ဘာညာပြီးွားရင်ဒီကနေ့သွားလိုက်ဘဏ္ဍဆိုင်မြောက်ဆိုင်မှာအရေးရတယ်နော်အေးမသွားနဲ့နော်အိုက်ဆိုင်မသွားနဲ့နော်ဆိုရင်တန်းပြုတ်တာနဲ့အိုက်ဆိုင်လစ်ဖို့ချောင်းနေဒီမှာဒရွေးတွေမျိုးချနေ သူအဲ့လိုကိုသတိပေးတာသတိတွေမျိုးချနေဘယ်နေရာဘယ်မှာမင်းဖဲသွားရိုက်လို့ရတယ်နော်ဘယ်နေရာမှာဟိုဟာဖြစ်တယ်နော်ဘလူးဘလူးပြီးရင်ဘယ်ဘယ်ဆိုင်မှာဘလူးချိတယ်အကုန်လုံးပြောပြတဲ့ဟာနီးပြပြောပြတဲ့ဟာက ကိုတွေကိုသွားဖို့တွေ့တည်းရလိုက်မှတ်ရတယ်လို့ဖြစ်တယ်အဲ့လိုမျိုးပဲအခုအစင်းအစင်းအမှန်တကယ်တော့လိုက်စုံတဲ့နေရာမှာဘယ်ဆိုင်အရရတယ်မရတဲ့ဆိုင်ကိုသွားမေးမိနေပါလေ ကူကသူကဆိုင်မဲ့အတိအကျပြောပြီးသားဘယ်ဆိုင်မသွားနေတော့ဘယ်ဆိုင်မှာပတ်စံချီးလို့ရတယ်ဘယ်ဆိုင်မှာတဲ့အတိုးပေးတယ်တို့ဘာတို့ကျိုးဝယ်လို့ရတယ်ဘယ်ဆိုင်မှာနှလုံးထိုးလို့ရတယ်ဆိုတော့သူကအဲ့ဒီဟာအကုန်လုံးမင်းတို့မထိုးနဲ့တော့သာလောက်ဖို့ပြတိုင်းလာပြောသလိုပဲကူလက်ဒီတိုင်းပဲမင်းအောင်လိုင်းသူကဝန်ထမ်းတွေကိုသူကဟိုဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေပြီးတော့မှအတမဝါမှာဦးစည်းဌာနနေထုတ်တာပေါ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေပြီးတော့ပြင်ပစီးပွားရေးပါအဲဟိုဟာဖြစ်တယ်ပေါ့ညွန်ကြားချက်ဆိုပြီးတော့သူက1940ရဲ့ အဲပြီးတော့2004ရဲ့1040ရတော့ထားတော့ဒါမင်းအောင်လိုင်းမမွေးသေးဘူးဟုတ်2004မှာဒါမင်းအောင်လိုင်းတိုင်းမှုဖြစ်နေပြီဟုတ်ဒါဟိုနပခဟိုရခိုင်တိုင်းမှုဖြစ်နေပြီဟုတ်မဟုတ်အိုက်ကလေးကတိုက်လဲမှာအေးရအိုက်ကလေးတိုက်တော့မလဲသတိရပါအဲ့တော့ဒီကောင်အခုလောက်ဒီအတွန်းရှင်မှာမဟုတ်ဘူးတော့ဒီကောင်ဒူးထောင်းရလောလောကလေးပဲမြင်ရပါတယ်ดูดูท่อพี่แล้วเนี่ยညှို့ထိုင်ပေါ်ပေါ်တော့ပေါ်မှာမဟုတ်ဘူးดูမပါပါလား အဲ့ဒီ2004တော့တိုင်းမှုဖြစ်နေအဲ့ဒီတော့အဲ့ဒီတော့လေတခါညွန်ကြားပြန်ပြီးတော့ညွန်ကြားထားတယ်ပေါ့နော်ပြီးတော့2013 14ဒီညွန်ကြားချက်တွေကိုကိုးကားပြီးတော့မှသူကပါတယ်တော့နိုင်ငံဝန်ထမ်းတွေကသူတို့ရဲ့သူတို့နဲ့ဆက်နွယ်တဲ့တာသမီတွေဟွာတွေကနာမည်ခံတာတွေနာမည်ခံပြီးတော့မှပြင်ပစီဝါရေးကိုမလုပ်ဖို့အတွက်ဆိုပြီးရမှာအမေညွန်ကြားကြည့်တယ်ဆိုရုပ်တည်နေစရာရှင်းမျက်နှာသူများတွေကရှင်းမျက်နှာနောက်ထားပြီးပြောတယ်ကောရှင်းမျက်နှာကိုဘယ်နှတော့ထားပြီးပြောတယ်မသိဘူးပြ နောက်ထားတဲ့လူကတော်သေးရဲ့ရှင်းမျက်နှာကိုဘယ်နှောက်သွားထားပြီးလဲလဲတော်ရှင်းနာကြတဲ့လူတွေအဲ့လိုပြောပြောတော့ဩ तू ဒါတိုင်းမှုတယောက်2013-14ဆို तू ကာကွယ်ဦးတီချုပ်တောင်ဖြစ်နေပြီအဲ့ဒီချိန်မှာ तू ဘာတွေလုပ်ခဲ့လဲဆိုတော့ဒီညွန်ကြားချက်ကလည်းတစ်ဖက်မှာထွက်နေတာဒါပေမဲ့ तू ကဘာတွေလုပ်ခဲ့လဲဆိုတော့2000ဒီဟွာလောက်မှာ15လောက်မှာ तू ကသူသားနာမည်နဲ့အောင်မြင့်မုံမင်းအောင်မြင့်မုံမင်းဆိုတဲ့ကုမ္ပဏီ အတူသားကဘာထီပေါက်လို့လောက်တာလားအင်းဘယ်ကောင်းစီကပစံရလို့လဲသူစီကပဲပစံရတာပြီးတော့ तू तू အချိန်ဟွာနဲ့နာမည်ခံပြီးတော့မှဦးခင်သတိသမွန်တို့လို့ရှိရင်ဒီဟွာဘာလဲကန်တာယာဆေးယုံတို့ဟုတ်တယ်နော်ကျန်တဲ့မိုင်းတဲတွေဘာတွေပါသေးတယ် EV တွေပါပါသေးတယ် EV EV ရအခုအနောက်ပါပါအဲ့မတိုင်ခင်တော့ဆိုလို့ရှိရင်ဒါစစ်တပ်ကဟိုလိုင်းငန်းတွေပေါ့နော်ဟုတ်တယ်စစ်တပ်ကလိုင်းငန်းတွေဆိုလို့ရှိရင်သူကကကရာဟိုကာကွယ်ဒီအင်ဂျီဟွာနေပြီးတော့မှဒီဆောက်လို့ရေးဟွာနေပြီးတော့မှချပစ်လိုက်တယ်ချပစ်လိုက်လို့ရှိရင်ဒီဆောက်ဦးက300တန်းနေဆိုရင်300ချပစ်လိုက်တယ်300တရာချပေးလိုက်ရင် तू ကကကရာကတခါတည်း तू က30ရာခိုင်နှုန်းရာချုပ်ကို तू ကတခါတည်းကရောရတယ်ကရောရ80နဲ့အင်း30ရာခိုင်နှုန်းအဲ့တော့3 80 ီအဆောက်အဦသိန်း80ကျောင်းအောင်အဲ့ဒီ80ကိုသူကအောက်ကကြီးတက်ဖွဲ့တွေကသူတို့ဆောက်ပါမယ်ဆိုတော့နာမည်ခမ်းပြီးတော့မှအဲ့ဒီသိန်း80လုံးကိုသူကမင်းအောင်လိုက်တောက်အဲမင်းအောင်လိုက်တာအဲ့ဒီ80နဲ့သူကအဆောက်အဦကိုလာဆောက်တာသူကုမ္ပဏီနဲ့အဲသူကုမ္ပဏီနဲ့လာဆောက်တာဟိုကောင်တွေကသူကလုတ်ပဲဟိုကြီးကလက်မှတ်ပဲထိုးပေးရတာနောက်ဆုံးကြီးပါခွက်ပြောက်တော့တာပေါ့တဲ့အချင်းချင်းရဲ့သူကစခွက်ကိုပါလိုက်ပြီးတော့မှလူခဲ့တာပေါ့သူ့ဖေအချိန်ဝါနဲ့ဒီဟာတွေကသူတို့လုတ်ပြီးတော့မှသူကသူများကို မလုံနဲ့ဆိုမလုံနဲ့ဆိုပြီးတော့မှတားမြစ်နေတာဆီဟို तू တခါအနာမသိငယ်မှာ तू ကဘာလုပ်ရလဲဆိုဟို तू ကျန်တဲ့ဒီမိဖက်အဖွဲ့အစည်းတစ်ခုကို तू ကသွားပြောတယ်ဘာပြောလဲဆိုစီဝိုင်းလို့ရှိရင်ယူနီဖောင်းဝင်းနဲ့အဲဟုတ်တယ်ဆိုပြီးသွားပြောလို့ဟိုကတဖွဲလုံးထွက်မယ်ဆိုပြီးတော့မှဟိုအစည်းအဝေးလုပ်လဲပြီးတော့တဖွဲလုံးထွက်ခွင့်တင်မယ်လဲဆိုလဲဆိုအမဗျာများပြီးတော့ကြောက်လန့်ပြီးတော့မှ तू ကိုယ်တိုင်အဲ့ဒီဟိုဟာနဲ့ဒီတက်ဖွဲ့မှုနဲ့သူကိုယ်တိုင် ဖုံးဆက်ပြီးတော့မှပြောပြီးတော့မှစိတ်လျှော့ဖို့ပြန်ပြီးတော့ချော့ပြန်ချော့ရတဲ့အခြေအနေမျိုးထိဖြစ်ခဲ့တာပေါ့နော်အခုလဲသူဘလို့မှအခြေအနေမလှတော့ဘူးမလှတော့တဲ့ပြည်သူကိုအမျိုးမျိုးဘလို့နီးလဲနဲ့နှိမ့်စေရမလဲဘလို့လို့ရမလဲနော်ဟာဟိုမှာစာမေးပွဲဖြေတဲ့ဟိုဟွာတွေဆိုလို့ရှိရင်ကလေးတွေဆိုလို့ရှိရင်စစ်တပ်ကိုတွားပြီးတော့ပြောတယ်ကျမတို့တားတို့သမီးတို့စာမေးပွဲဖြေဖို့အတွက်အဲတွားဖို့ပေါ့နော်တွားဖြေရမယ်ဟာ အဆင်မပြေဘူးဆိုတဲ့ဟာတို့ဒါဘယ်မှာလဲဆိုရှေးဘိုးမှာဟုတ်ရှေးဘိုးမှာဆိုရင်ဆောင်ဝဲပြေဖို့ဆိုပြီးတော့တောက်ပြီးတော့စစ်တပ်ကိုအကူညီတောင်းတော့စစ်တပ်ကသူတို့ရက်ကခါမှလာပြောအမှန်နဲ့လိုင်းမပူရဲလို့လိုင်းမပူရဲလို့ရက်ကခါမှလာပြောလို့ဆိုပြီးကမှဟိုမိတောင်းသားမိဘတွေကိုဟိုစူစူပူပြီးတော့မှစစ်တပ်ကစစ်ဘိုးကစူပူပြီးတော့မှပြန်လွှတ်လိုက်တယ်တဲ့ပြန်လွှတ်လိုက်တော့အဲ့ဒီကရွာကန်တယောက်ကဘာလို့လဲ PDF ကိုသွားကြောင်းကြားတယ်ပီဒီအက်ကိုသွားကြောင်းကြတော့ပီဒီအက်ကအဲ့ဒီကလေးတွေကိုညီလိုက်တယ်။တ냐အိ ခยีလမ်းလျှောက်ပြီးတော့မှအဲ့ဆာမွဲပြေလို့ရတဲ့နေရာ ठी စာစစ်ဌာနရှိတဲ့နေရာ ठी လိုက်ပို့ပေးလိုက်လိုက်ပို့ပြီးတော့မှအခုကလေးတွေကဆာမွဲပြေနေရပြီဒီဟိုတက္ကသိုလ်ဝန်ထမ်းဆာမွဲပြေနေရပြီအဲ့တော့ပြည်သူရင်ထဲမှာဘာဘာရှိွာလဲဆိုဟာစစ်တပ်သွားပြီးတော့အခုညီတောင်းလဲလကားပါပဲဆိုညီလေးပြောလို့လိုင်းငန်းတွေပို့ပို့ပြီးတော့မှဟိုမင်းအောင်လိုင်းပြောတယ်လိုင်းငန်းတွေပို့ပြီးတော့မှချက်ထွင်ပြီးတော့မှဟိုတက်ထဲမှာချက်ထွင်ပြီးတော့စောက်နေရပါပြီးတော့မလုံးညုံတော့ဘူးလေအပြင်မှာအပြင်မှာမလုံးညုံလို့ပြည်သူလက်ခံရင် မလုံးညုံနေရအကြောင်းကိုမရှိဘူးဟုတ်တယ်ပြည်သူတွေမှာနေရလေဟမ်ပြည်ပြည်သူတွေမှာနေတာဖြစ်တယ်ပြည်သူကလက်ခံလို့ရှိရင်ပြည်သူကဒီစစ်တပ်ကြီးကိုစစ်တပ်ရဲ့လုံရက်တွေကိုလက်ခံနေဆိုလို့ရှိရင်စစ်သားရဲ့မိဘတွေကိုပြည်သူကကိုကြီးဆောက်ရှောက်ထားမှာပဲဘဲမှာဟိုဟာဖြစ်စီရမလို့ဘူးဟာစစ်စစ်သားမရရည်လဲအပြင်မှာမနေရတော့ဘူးပြည်ရပြည်ရအပြင်မှာနေရတဲ့လူကြတော့လေဘလို့လုတ်ပြီးနေရလဲဆိုတော့သူ့ကိုယ်သူစစ်သားမရလို့မပြောရတော့ဘဲနဲ့မပြောရတော့ဘဲနဲ့နောက်ဆုံးကိုဒီစီဇန်မှာတစ်ခါပြောခဲ့လို့အစိမ်းအောင်လေးတော့လက်ပတ်ပြီးတော့ပါ မသွားရဲမသွားရဲတော့တဲ့ဘဝကိုဒီနိုင်ပြည်တွင်းမှာတော်တော်ဒုက္ခရောက်နေကြပြီပေါ့အဲ့ဒီကြားတဲ့ तू ကဝန်ထမ်းကိုကိုရဲ့ဟိုလုံပိုင်ခွင့်ကိုအလွဲသုံးသားလုပ်ပြီးတော့မှသားသမီးတွေကိုနာမည်ခံခိုင်းပြီးတော့မှဆိုအဲ့ဒီညွန်ကြားချက်ထုတ်တဲ့လူကိုပဲအရင်မေးဦးနိုင်ငံသားမှာပြင်ကြီးနိုင်ငံသားမှာလည်းယင်းနှိမ့်နှံမှုတွေဘာကြီးလှုပ်တာခမားဘာကြီးလှုပ်တာလဲဘာတွေဝယ်ထားလဲကိုဘာတွေဝယ်ထားလဲကိုကိုနိုတွေဝယ်ထားတယ်ညီပြေးဖို့သူတို့ဗိုလ်ချုပ်ကြီးတွေရဲ့ဟိုဟာတွေသူတို့သားသမီးတွေကြပြီးပြောတယ်အမှုအမှုပညာရှင်တွေရဲ့ အခုဒါပသက်ရှိသားသမီးတွေရဲ့နောက်ဆုံးပြည်သူကညီလေးပသက်မရှိတဲ့နော်ဝင်ငွေကောင်းကောင်းမရှိတဲ့ပြည်သူမိဘမချမ်းသာတဲ့ပြည်သူလူလူလူငယ်တွေကအခုအတီးတုတ်ကတကယ်ကိုရောက်နေရနုပညာရှင်တွေ16နဲ့35ကြာလဲပြည်သူစစ်မှုရန်ဥပဒေတွေမလိုက်ဘူးပြီးရင်ပသက်ရှိရဲ့လူတွေမလိုက်ဘူးသူများကိုအစားထိုးတယ်ငွေပေးပြီးတော့တချို့ရွာဆိုလို့ရှိရင်တရွာလုံးကညီတယ်ပသက်ရှိတဲ့ရွာဆိုတော့တရွာလုံးကရေကန်မြေကန်ကောင်းတဲ့ ရွာဆိုတော့လူကြီးကိုပတ်စံဝိုင်းပြီးတော့မှလာတဲ့ဝိုင်းပေးကြတယ်ပြီးတော့အဲ့ဒီကောင်ကသူကတခြားရွာကနေဝယ်ပြီးတော့မှဟိုဟိုတကောက်မရှိတဲ့ပို့ဆိုးအေးမရှိပတ်စံမရှိတဲ့လူကပို့ဆိုးတာဟိုဟိုစစ်ကုံကူးတဲ့ဟိုကလို့ဇင်ဘိုဘိုဆိုတဲ့အတယောက်လို့ကန်ကြီးတောင်ကတယောက်လို့ပဲအဲ့လိုအစားထိုးပြီးလိုက်တဲ့ကောင်တွေကိုသူကပတ်စံပေးဝယ်ပြီးတော့ထက်ရတဲ့အနေထားကိုရောက်နေတော့ဒါကြောင့်မင်းအောင်လိုင်းဒီချိန်မှာတော်တော်ဗျာများပြီးတော့မှဘာညှုံကြလို့ညှုံကြမှန်းလည်းမသိဘာတွေလှုပ်လို့လှုပ်ရမှန်းလည်းမသိ ကြောင့်ရှေးမျက်နှာနောက်ထားပြီးတော့ညွှန်ကြားချက်ထွက်တာလားရှေးမျက်နှာကြီးဗေနာဖွဲ့ပြီးတော့မှညွှန်ကြားချက်ထုတ်တာလဲတော့မပြောတတ်တော့ဘူးပေါ့နော်ဟုတ်တယ်ဟုတ်ဟာ तू ကပြောလိုက်ပြီဆိုရင်တော့ तू ဘာမှမအက်ဆက်တဲ့အတိုင်းပဲ तू မလုပ်တဲ့အတိုင်းပဲ तू အမြဲတမ်းမှာအောက်ကိုပဲဖိဖို့ကြိုးစားတယ်ပေါ့နော်ဒါပေမဲ့အဲဥစ္စာဟိုဟာတာပုံစံမျိုးဖြစ်နေရပေါ့အောက်ကလူတွေအနေနဲ့သူ့ကိုဘယ်လိုမျိုးမြင်မလဲဆိုတော့ तू မတွေးဘူးလားစဉ်းစားမိရပါပေါ့နော် तू အเจ้าကိုတည်တဲ့ဗိုလ်ချုပ်တွေရှိတာပဲလေနော်ဟာကွာမင်းကြတော့ဒီလိုလုပ်ပြီးတော့ပေါ့နော်အဲငါတို့ကြမှာဒီလိုလာပြီးပြိပင်လို့ရမလား အမိလန်ချိုးလိုက်ရမလားဆိုတော့အကွက်တွေလာတော့မှာပေါ့နော်။ဒါဘလို့ပဲဖြစ်ဖြစ်ဒီကောင်အုံနောက်နေတယ်ဆိုတာကိုဒါပြတဲ့ဟာပေါ့နော်။ဒါဒါကတော့ဒါမင်းအောင်လည်းရဲ့ဟိုဟာသမြောက်တဲ့ဇာတ်ကားတွေကိုကျွန်တော်စုစည်းပြီးတော့တင်ပြနေတာပေါ့နော်။နောက်တစ်ခါတော့ဒါကျွန်တော်အာစာခေါင်းဆောင်အဲဒီခေါင်းဆောင်နေပေါ့နော်အားလုံးပေါင်း၁၀ဦးအဲဥစ္စာကိုဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဒါဖမ်းဆီးလိုက်တယ်ပေါ့နော်။အဲဥစ္စာတက်လာတယ်။အဲတကယ်ပြောရင်တော့ဒီအာစာဆိုတဲ့ဟာကဒီမင်းအောင်လည်းရဲ့စကားစနဲ့ပေါင်းပြီးတော့ဒါအာခတ်တက်တော် AA ကိုပြန်ပြီးတိုက်နေတယ်အဖွဲ့တွေဖြစ်တယ်။အဲပြီးတော့ ဒီအဖွဲ့တွေကိုဒါမရောက်လာရလေပြည်သူစစ်ပုံစံအသုံးချတာပဲပြည်သူစစ်ပုံစံအသုံးပြုပြီးတော့ဒါအာရခတက်တော့အင်းနဲ့ပြန်တိုက်ခိုင်းနေတဲ့ပုံစံမျိုးအဲ့ကြောင့်ဒီဒီဖြစ်စဉ်မဖြစ်လာခင်မှာအာရှေ့မှာတခုရှိတယ်ပေါ့နော်အဲ့ဒါအကြောင်းဒါကုလအထွေထွေတွင်မှုချုပ်ဒါအဒိုနီယိုဒါကူတာရက်စ်ကနေပြီးတော့ဒါမြန်မာနိုင်ငံထဲမှာလူသားချင်းစာနာမှုဒီအကူအညီတွေပေါ့နော်အဲ့ဒါတွေအချိန်မြင့်ပြီးတော့တိုးပြီးတော့လုပ်ဖို့လိုတယ်ပေါ့နော်အဲ့လိုအကူအညီတွေကိုဒါဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဒီလိုအကူအညီတွေကိုဖျက်ဆီးပေးရနိုင်ဖို့အတွက်ဆိုရင် ဒီပဏိပခတော်တွင်းမှာဗောနောပါဝင်နေတဲ့အဖွဲ့အစည်းတွေကပူပေါင်းပေးမှရမယ်ဗောနောအဲဒီဒီပြောရရင်တော့ဒါသူကြီးညွန်းတဲ့ဟာကဆာကဆရဲ့အာခတ်တော်အေအေရဲ့ဗောနောဒီအကူအညီတွေတကယ်လိုအပ်နေဒီပြည်တွင်းမှာလိုတယ်အဲ့တော့အဲ့အကူအညီတွေကိုပေးရနိုင်ဖို့ဘင်္ဂလားဒေ့ရှ်ကနေတဆင့်ပေးမယ်ဒါပေမဲ့အဲ့လိုပေးဖို့အတွက်ဆိုရင်ခုနဒါပဏိပခတွင်းမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကပူပေါင်းပေးဖို့လိုတယ်ဆိုပြီးပြောအဲဒါပေမဲ့အဲသူပြောတဲ့အထက်မှာနောက်တစ်ခုကဘာလဲဆိုတော့အဲဒီအခြေအနေတွေကြောင့်မလို့အေအေနဲ့စကားပြောဖို့လိုတယ် သူပြောရတာအဲ့ဒါအဲအဲ့ဒါအရန်တာသွားတယ်ဟိုပြောရရင်ဟိုမေးအောင်လိုက်နို့ဆာကဆာကိုနှာနှုတ်ဖျက်လိုက်သလိုလည်းဖြစ်တယ်အဲဘာလို့လဲဆိုတော့ဒီ AA နဲ့ပဲသူစကားပြောရမှာပေါ့နော်ပိရိခပခအတွင်းမှာပါဝင်နေတဲ့အဖွဲ့စည်းတွေနှစ်ခုရှိမှာပေါ့ဟိုဘက်ဒီဘက်နှစ်ခုရှိရကြတဲ့မှာ AA နဲ့ပဲပြောမယ်ဆိုတာက AA ကပြည်နယ်တစ်ခုလုံးမှာသူကအာဏာရယူထားနိုင်တဲ့အကုန်လုံးနှီးပါပေါ့နော်အာဏာရယူထားနိုင်တဲ့အဖွဲ့တစ်ခုဖြစ်လို့သူတို့ဒီစကားမျိုးပြောရတယ် ငါတို့ AE နဲ့ပဲတွေ့ရတော့မယ် AE နဲ့ပဲပြောရတော့မယ်ဘာဖြစ်လို့လဲဆိုတော့ဒီအကူအညီတွေပြပြဝါရောက်ဖို့အတွက်ကို AU ပဲဆက်သွင်းမှရမယ်ဆိုတော့ဟာမျိုးတို့အတိဝင်လာတယ်ဗောနော်အဲ့ဟာဒါစကားစားကိုပြန်ပြီးတော့တွေးကြည့်မှဆိုရင်မင်းတို့တော်တော်ဆောက်ရှက်မဲ့သွားပြီလို့ပြောလို့ရတာဗောဘာလို့လဲဆိုတော့ဒါပြည်နယ်ရဲ့အာဏာကို AE ကအပြည့်ဝရယူထားတယ်ဗောနော်အဲပြီးရင်အဲဒီလိုမျိုးအပြည့်ဝအကူအညီပေးရနိုင်ဖို့အတွက်ကိုဒါစကားစားကိုပေးလို့မရဘူးစကားစားကိုပေးရင်လည်းအပြည့်ဝရမှာမဟုတ်ဘူး ရှေ့မှာဟိုဟာငါကိရှိတယ်ပြီးမုခါရှိတယ်ပေါ့နော်ဒီလိုကိစ္စမျိုးတွေဖြစ်လာပြီးဆိုတိုင်းမှာနိုင်ငံတကာအကူအညီတွေပေးကြပေးကြရင်လည်းတကယ်အများကြီးပဲပေးတာပေါ့နော်ပစ္စည်းပစ္စည်းအားတွေရောဟာဟိုဟာမုခါတရားမှအစရေတန့်ဆက်တွေအစုံဒါမျိုးပေးတာမျိုးရှိတယ်ဒါပေမဲ့လည်းအဲ့ဒီဟာတွေရောက်လာပြီးဟေးဆိုရင်ဒါဆိုင်းနေဝံပြောသလိုပေါ့ဒါလေးစိတ်မာတယ်မဲ့ဟိုဟာစာရီလာကတ်တယ်သူတို့ပဲလှူသလိုပေါ့နော်နောက်တစ်ခုကအဲ့လေးစိတ်ထရနေပဲမှောင်တဲ့အချိန်မှာပြန်ပြီးတော့ ဒါကာကြီးကားငယ်အတွေ့အကြုံနဲ့ဒါတို့လူကြီးတွေစီကိုခိုးထုတ်သွားတာရှိတယ်။ခိုးပြီးတော့တခြားနိုင်ငံလာလူတဲ့ဟာကိုပေါ့နော်ဖြက်စားလက်စားလောက်တာပေါ့တကယ်တော့ဒုက္ခရောက်နေတဲ့ပြည်သူစီကိုပေးရမယ့်ဟာအဲ့ဒါတော့မှပဲတို့အခုလိုမျိုးဒါဖြတ်ပြီးတော့ယူယူယူရဲတယ်ပေါ့နော်ပြီးရင်အဲ့ပစ္စည်းတွေကနောက်နေဆိုရင်ဒါဟိုမင်္ဂလာတုံဈေးတို့ဒါစစ်ပစ္စည်းဈာရတို့အပြင်အရက်သေးတို့အဲ့လိုနေရာမျိုးတွေမှာအဲစစ်သားမိသားစုတွေကပြန်ရောင်းနေတာမျိုးတွေဒါမျိုးတွေကရှေ့မှာဖြစ်စင်နေအများကြီးရှိတာဖြစ်တဲ့အတွက်သူတို့မယုံတော့တာလဲပါမယ်နောက်တစ်ခုကနေမြေဆုံးမှုအပိုင်းမှာ ဒါအေရတာပို့ပြီးတော့ဆုံးမထားနိုင်တယ်စကားစကားခုနလိုဘာမှကိုမကြံတော့ဆိုရဲအနေထားအဲဒါကြောင့်မလို့ငါတို့ကဒါအေနဲ့ပဲစကားပြောဖို့လိုတယ်ဆိုပြီးတော့ပြောသွားတယ်ပုံစံပေါ့နော်အဲ့ဒါကတော်တော်မိုက်တယ်နောက်တစ်ခုကတော့ကျွန်တော်ဒါကျွန်တော်အမြင်ပေါ့နော်ပြီးရင်အေကအခုတိမ့်ပိုက်ထားနိုင်တာကတပီလုံးနီးပါကြံတာဆိုလို့ဒါသူကကြောက်ဖြူရယ်မန်အောင်ရယ်စစ်တွေရယ်ဒီသုံးခုပဲကြံတာပေါ့နော်အခုဆိုရင်ဒါကြောက်ဖြူနားမှာဆိုလေဒါနေရာနှစ်ခုမှာတော်တော်လေးကိုတိုက်ဝဲပြင်းထန်နေရမျိုးတွေရှိတယ် နေလာညလာဖြစ်နေပြောချင်တာကြောက်ဖြူလည်းနေလာညလာကျန်တဲ့နှစ်ခုလည်းနေလာညလာပေါ့နော်အဲ့နေထားဖြစ်နေတော့ဒါလုံးဝပြည်နယ်တစ်ခုလုံးနှီးပါးကိုအာဏာရယူထားနိုင်တယ်အဲလှုပ်ထားနိုင်တယ်ပေါ့နော်အဲ့ကြောင့်တကယ်သာအေးလို့လုံးနိုင်မယ်ဆိုရင်အင်းကြီးချင်းနိုင်ငံနေရာမှာအစပေါ့နော်ဒီတပ်ဖွဲ့တွေပုံမှာစကားစကားပြောရမယ်ဆက်ဆံရမယ်ချိုးကိစ္စတွေမှာပူးပေါင်းပြီးလုပ်ပေးရမယ်ဆိုတဲ့ဟာမျိုးတွေသူတို့အတိပွင့်လာတယ် အဲဒီလိုပဲ AI ကလည်းဒါချို့ကိစ္စတွေမှာပူပေါင်းပြီးလုပ်ပြရရှိရတာဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဒါတရားမဝင်ရေလုံသားတွေရောက်လာတဲ့အချိန်မှာဖမ်းဆီးပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုပြန်ထွက်ပေးတဲ့ဖြစ်စဉ်တွေဆိုလည်းအများကြီးပဲရှိတယ်ပေါ့နော်အဲပြီးတော့ဒါဒေတာဖွံ့ဖြိုးဖို့အတွက်ဆိုလည်းအများကြီးပဲ AI ကပူပြီးလုပ်ပြနိုင်တယ်စစ်ကောင်စီတက်စာရစစ်ကောင်စီကသူ့မှာလှုပ်ပြရစရာနေရာကိုမရှိတော့ AI ကသူသိမ့်ပိုက်ထားတဲ့မြို့တွေမှာသူအဲမိမိလုံခြုံရေးနဲ့ပတ်သက်တဲ့အသိပညာတွေဒါသူဝင်မြပေးမလားအဲပြီးရင်ခုနလိုစစ်ကျွမ်းကြံပစ္စည်းတွေပေါ့နော်မိုင်းတွေ အာလက်နက်ကြီးဟိုဟာဘုံသီးတွေဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့လိုက်လံရှင်းလင်းတာမျိုးတွေသူတို့ပဲလုပ်ပေးရအဲစစ်ကောင်စီကလုပ်ပေးလို့မရဘူးလုပ်ပေးစရာနေရာလည်းမရှိဘူးအဲကြအေရပဲပို့ပြီးတော့ဒီရောစာနဲ့ပတ်သက်ပြီးတော့လုပ်ပေးနိုင်တယ်ပြီးရင်နိုင်ငံပူးပေါင်းဆက်ဆံတဲ့အပိုင်းတွေမှာဆိုလည်းအေရပို့ပြီးတော့လုပ်ပေးနိုင်တဲ့အနေအထားဖြစ်သွားတယ်အဓိကတော့သူကသူ့နေရာမှာသူကလုံးဝတကယ်စိုးမိုးထားနိုင်တဲ့သူဖြစ်သွားတာပေါ့အဲကြတော့ အေးအေးလို့သားလုံနိုင်မယ်ဆိုရင်အခြားအဖွဲ့တွေရောပေါ့နော်အေးအေးလို့သားလုံနိုင်မယ်ဆိုရင်အဲနိုင်ငံတကာအကူအညီဆိုတာလည်းရလာနိုင်တယ်လို့တခြားအိန္ဒိယနိုင်ငံတွေကလည်းအေးရဲ့သဘောကြပူပေါင်းလုပ်ပေးရမယ်အလုပ်ကိစ္စတွေလည်းရှိလာနိုင်တယ်ဆိုတဲ့ဟာကိုလည်းသိစေချင်တယ်ဒါကဘာလို့လဲဆိုတော့ဒီအေးရဲ့ပြောရေးဆိုခွင့်ရှိသူဥက္ကံဒုက္ခကလည်းပြောတယ်ပေါ့နော်ဒီနေဆက်ဖြတ်ကျော်ပြီးတော့အကူအညီလိုတယ်ဆိုတဲ့ကိစ္စတွေကသူတို့တောက်လျှောက်ပြောခဲ့တဲ့ကိစ္စတွေဖြစ်တယ်အဲ့ဒီအတွက်အခုဒါကန့်သက်ထားတာမျိုးပိတ်ပင်ထားတာမျိုးမရှိဘူးပေါ့နော် အဒီစကားကအဲသူတို့အမြဲတမ်းပြောခဲ့တယ်ဆိုတဲ့ဟာကိုသူပြန်ပြောတာအဲတော့ကျတော့အခုကျမှအခြေအနေကထူးလာအဲ့အခြေအနေထူးလာကလည်းတပီနယ်လုံးနှီးပါရပြီဆိုတဲ့အချိန်တော့အခြေအနေထူးလာအဲ့အချိန်ပိုင်းကာလတွေမှာပြောတဲ့အချိန်တော့လည်းအကုန်လုံးကဘယ်ဟာနိုင်မလဲဆိုပြီးတော့စဉ်းစားနေတဲ့အနေအထားလိုယူဆရတယ်အဲကျတော့နိုင်ဖို့တေချာသွားပြီဒီအဖွဲ့ကတော့နိုင်နေပြီဆိုတာသိပြီဆိုတဲ့အချိန်ကျမှဒီအခြေအနေတွေကထူးလာတာပေါ့နော်အဲတော့ပြီးရင်ခုနလိုဒါ A က2023ပေါ့နော်2023ခုနှစ်ထဲမှာ A ရဲ့ COC ချုပ်ကိုချုပ်ဆွေးနွေးနိုင် သူပြောတဲ့ဒီစီရေးဟာရည်မှန်းချက်ပေါ့နော်အစီရည်မှန်းချက်ကတတ်မှတ်ကာလထက်ဆောပြီးတော့ပြေဝနေပြီဆိုပြီးတော့လဲဒါလိလသုံးသက်သူတွေကပြောတယ်ပေါ့နော်တကယ်တကယ်လဲတတ်မှတ်ကာလထက်ဒါသူကတတ်မှတ်ထားတဲ့ကာလထဲကြော်လွန်ပြီးတော့စောစောစီးစီးစီးရည်မှန်းချက်ကပြေဝနေတာပေါ့နော်အကုန်လုံးကဝုန်း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 နဲ့ချလာလိုက်တာအခုဆိုရင်ဘကူမကွေ ပြင်အေရီအိုက်ဘက်တွေအထိပါဖြတ်ပြီးတော့ကာထားနိုင်တဲ့အနေအထားချို့နေရာတွေဆိုရင်ထိုးစစ်တွေစနေပြီဘကိုတိုင်းနဲ့ဆိုရင်စကန်တစ်ခုတိမ့်နေပါတော့အင်အားရာနဲ့ချီတဲ့စကန်တွေကြီးပဲတိမ့်နိုင်တဲ့အနေအထားဖြစ်လာအဲကြတော့ AA ရဲ့ထိုးစစ်အချိန်ကြီးကိုလည်းသူတို့တေချာပေါက်တည်တယ်ပြီးတော့ပြည်တွင်းပြည်အဲပြည်နယ်တွင်းမှာလည်းတကယ်အာနာပါဝါအပြည့်ရယူထားနိုင်တာ AA ဖြစ်တယ်ဆိုတာလည်းတည်တဲ့အချိန်မှာဒီအဖွဲ့တွေကဒါခုနလိုစကားဆန်တွေဖြစ်လာတယ်အပြင်အပြုတ်မှုတွေပါလာတယ်ပေါ့နော်ဒါငါတို့ဆက်ဆံရမယ့်အဖွဲ့ဖြစ်တယ်ဆိုတော့သူတို့ကောင်းကောင်းသိသွားတယ်။ကျွန်တော်ပြောချင်တာအဲ့ဒါ ဟိုတခြားအဖွဲတွေပေါ့နော်အခြားနေရာအခြားဒေသကအဖွဲတွေဆိုရင်လေအေးအေးလို့လုံနိုင်မယ်ဟေးဆိုရင်အခုနလိုမျိုးဒါလေတံတွေပြောင်းလာလိမ့်မယ်အခုနလိုမျိုးပူပေါင်းပြီးတော့လုံလို့ရတဲ့အပိုင်းတွေပါလာမယ်ပြီးတော့ဒေသတွင်းမှာရှိတဲ့ပြည်သူတွေပေါ့နော်ဒီစစ်ဘေးစစ်တမ်းခံနေရတဲ့ပြည်သူတွေလည်းအထိုက်လျောက်အကူအညီတွေအများကြီးရလာလိမ့်မယ်လို့ဒါယူဆရတာပေါ့နော်ဒါကတော့ဒါဆက်ဆက်ပြီးတော့ဒါဖြစ်လာတဲ့အကြောင်းကိစ္စလေးကိုတွေးမိတာပေါ့နော်ဒါကြောင့်မို့လို့လေဘင်္ဂလားဒေ့ရှ်ကဒါ AA ရဲ့လိုအပ်ချက်ဖြစ်တဲ့ခုနလို့ အစားခေါင်းဆောင်တွေပေါ့နော်ဒီတပ်ဖွဲ့တွေဒီဟိုဟာတွေကိုခေါင်းဆောင်တွေကိုပြန်ပြီးတော့ဖန်ဆီးလိုက်တယ်ဆိုတဲ့ဟာပေါ့နော်ဒါတွေကသူ့အနေနဲ့သူတော့ချိတ်ဆက်တော့ရှိပြီးသားလို့ဒါကျွန်တော်တို့ယူဆတယ်ပေါ့နော်အကြောင်းလို့အေးလို့ကျွန်တော်ကတော့ဂျန်တန်းဖွဲ့တွေကိုလည်းလုံးစီခြင်းတယ်ဟုတ်အခုဒါပညာရေးအဲ့နေဝန်န်းတွေသူတို့ထပ်ပြန်ပြီးတော့မှပညာရေးဝန်န်းတွေပြန်ခေါ်တယ်ပြန်ခေါ်ပြီးတော့သူဒေတာတွင်းမှာပြန်ပြီးတော့အဲစာတင်ဖို့အတွက်တက်မှတ်ဟိုအများကြီးအမြင့်တက်မှတ်ရတာမဟုတ်ဘူးပေါ့နော်တော်တော်လေးမှာ၁၀တန်းအောင် ဆိုလို့ရှိရင်သူတို့စီမှာလာပြီးတော့မှရှောက်ထားလို့ရတယ်ပေါ့ရခိုင်ပြည်နယ်အတွင်းမှာတာဝန်ထမ်းဆောင်ဖို့ပေါ့ဒီဟာကြီးလည်းပြန်ခေါ်ပြီးတော့မှအခုဝန်ထမ်းတွေပြန်ခန့်နေရတယ်ရှိတယ်နောက်ပြီးတော့အခုအမ်းမှာဆိုလို့ရှိရင်ဒေသခံတွေပြန်နေဖို့ဆိုပြီးတော့မှမိုင်းထောင်ချီပြီးတော့မှအများကြီးပြန်ပေါ်ပြီးစစ်တပ်ကစစ်တပ်ကမိုင်းတွေပြန်ပြီးတော့မှထောင်ချီပြီးတော့ပြန်ဖော်ပေးခဲ့တာလည်းရှိတယ်ပေါ့အဲ့တော့စစ်စစ်တပ်ကဟိုကြာဆုံးမှုကတော့အချိန်တန်းနေပြီချိန်တန်းနေအနည်းနဲ့အမြန်ပဲပေါ့စစ်တပ်ကဒီတိုင်းနေကြီးမကြာရှုံး ဒီတိုင်းသာနေခဲ့မယ်ဆိုရင်မကြရှုံးဘူး။ဘာလို့လဲ။ तू rule လေးနဲ့ तू နေရမယ်နေရ तू လုပ်ရမယ်အခန်းကဏ္ဍ तू လုပ်ရမယ်လုပ်ပိုင်ခွင့် तू က तू အေးအေးဆေးဆေးလေးနေပြီးတော့မှလိုက်လျောညီတွေလေးနေပြီးတော့မှပြည်သူရင်ဝင်ထဲကိုရောက်အောင်ပြည်သူကချစ်တဲ့စစ်သားဖြစ်အောင်လို့နေခဲ့လို့ရှိရင်စစ်တပ်ကလုံးဝဒီနေ့ဒီနေ့လိုမျိုးဟိုကျွန်တော်ပြည်သူတွေကပက်လက်မျောစရာအကြောင်းမရှိဘူး။ဒါကြောင့်မို့ဒီနေ့အခုကြုံနေရတဲ့ဟာကစစ်တပ်ကပျက်စီးဖို့ကိုတကယ်အချိန်နှန်းနေပြီ။ ဲ့တော့ဟိုကဇင်းဇင်းရောတော့ရေးထားသေးရပါတယ်ဟိုက49တိုင်မှုဖြစ်တဲ့အချိန်ဆိုရင်ဟိုစစ်တပ်ကပြက်ပြီးပြက်ရမယ့်အချိန်ပေါ့နော်49ကအများဆုံးပါညာဆုံးပြီးတော့အဲသူကတယောက်ကလည်းမေးတယ်ပေါ့ပြည်သူတယောက်ကလည်း49အဲဘုံမှုတို့ပတ်စင်ကတိုင်မှုဖြစ်နေပြီပေါ့နော်ဒါဒါဆိုလို့ရှိရင်ဒါစစ်တပ်ပြက်ဖို့အချိန်တန်ပြီးလို့တပေါင်းရှိခဲ့တယ်ဆိုတာဟုတ်လားပေါ့မဟုတ်အဲ့ဒီဟာတွေမဟုတ်အဲ့ဒီမဲ့ရှေ့မှာစောသေးတယ်လို့အဲ့ဒီရှေ့မှာစောသေးတယ်သူကတောင်းမှုမြင်းဆောင် ြီး2000တောင်ကြီး3000အကြီး3000အဲကြီး3000ပေါ့တောင်ဦးမြင်းတောင်ကြီး3000ဆိုပြီးတော့ရှိခဲ့တာပေါ့အဲ့တော့ကြီး3000နေရာအခု blue တွေလဲဆိုတော့ DSC 40တွေဟွန်း40တွေကြီး3000တွေအခု40တွေကတိုင်းမှုတွေဖြစ်နေပြီပြပြီတောင်မှုမြင်းတောင်နေကအခုတက်ချက်ကြီးတွေဒုရကံဘိုးတွေစဖြစ်ပြီတောင်မှုငါးလုံးနေရာအခုဒုရကံဘိုးတွေစဖြစ်ပြီစဖြစ်ပြီဆိုတော့စစ်တပ်မှာအောက်ခြေအခြားဆင်းမှာလဲသူကအကြီးဆုံးခံရတဲ့ကိုပါလာပြီဒါတောင်မှုမြင်းတောင်ကဆက်ရောက်ပြီ ြီးသုံးသောင်းကလည်းတိုင်းမှုဖြစ်ပြီကြီးသုံးကဏ္ဍလည်းပါလာပြီကြီးသုံးကဏ္ဍလည်းပါလာပြီနောက်တစ်ခုက40ခွန်ကလည်းတိုင်းမှုဖြစ်ပြီစုံစုံနေပြီစုံနေပြီ40ခွန်ကတိုင်းမှုကလည်း40ခွန်ပဲ 2IC ကလည်း40ခွန်ပဲ G2 ကလည်း40ခွန်ပဲအဲ့မှာမှာယာရုမတက်လို့ကြံခဲ့တဲ့ဘူကြီးတွေကြံနေတဲ့40ခွန်နေအဲ့ဒီ900လောက်၄900 900လောက်မှာ40 50လောက်မှာသူက40ခွန်ကသွားပိတ်နေရပေါ့ပိတ်နေတဲ့ခါကျတော့သူတို့အရင်တော့တပောင်ပြောခဲ့တာက40ခွန်နေအဲ့လောက်များတော့အဲ့လိုပိတ်မယ်ပေါ့နော် ပိတ်ပြီးသွားလို့ရှိရင်40ခွန်တည်ရင်မူ40ခွန်တူဟန်စီဆိုတော့တယောက်နဲ့တယောက်အမေကမနာခံတော့ဘူးအမေစောက်ကြောင်းငါသိရဲ့မင်းတိုက်ကူကတည်ရင်မူဖြစ်ပြီးတော့ဗာအမေကြီးစောက်ကြီးစောက်ကြီးလာတော့နဲ့မင်းပုံလောင်းတော့ဘလို့တို့ဗာဖြစ်တယ်ညာဖြစ်တယ်တို့ဒီလိုမျိုးတွေပေါ့တယောက်နဲ့တယောက်အကြောင်းသိရင်ဒီလိုတွေပြန်ပြီးတော့ကလန်လာမယ်ပေါ့တခါဟိုက G2 ကလည်းရုံးပေါ်ကနေပြီးတော့မှတည်ရင်မူဘာလို့ပါဒူတည်ရင်မူဘာလို့ပါဆိုပြီးတော့ညွှန်ကြားရင်လည်း ဂျီတူးကိုလည်းပြန်ကလန်ရောက်မင်းဒုံပေါ်မှာထိုင်နေပြီမင်းကိုယ်တိုင်ဆင်းလာခဲ့ပါလားမင်းဟိုတော့ဘလို့နေခဲ့တဲ့ကောင်ညာလို့နေခဲ့တဲ့ကောင်ဆိုတဲ့ဟာတွေအဲ့လိုမျိုးတယောက်နဲ့တယောက်ဟွာဖင်းရနေစစ်တက်ကြီးကအမိတ်မနာခံမှုတွေစမယ်ပေါ့စပြီးတော့မှ तू ကပျက်စီးမယ်ဆိုပြီးတော့ပြောခဲ့တာတပောင်ကတော့ဒီနှစ်ခုရှိတယ်ပေါ့အဲ့အတွက်အခုလို့ဆိုလို့ရှိရင်ဒါဟိုတောင်းမှုမြင်းဆောင်ကြီးသုံးသောင်းကလည်းစစ်တက်ရဲ့ထိပ်ပိုင်းနေရာတွေကိုဝင်ယူနေပြီး၄၀ခွန်ကလည်းတင်းရင်မှု ဖြစ်နေပြီဒုတိယဗိုလ်မှူးကြီးတွေပကားတွေဖြစ်ကုန်ပြီဆိုတဲ့အခါကျတော့ ဒါစစ်တပ်ကတော့ပြတ်ဖို့တော့တကယ်အချိန်တန်းနေပါပြီပေါ့ဘယ်လောက်ထိအချိန်တန်းနေပြီလဲဆိုတော့တင်ထားတဲ့နယ်မြေတွေကတခုမှပြန်မရနိုင်တဲ့အပြင်ရဖို့အတွက်တောင်မှပဲမလုံးနေပေးပြီးတော့မှမင်းတို့တိုက်နိုင်တဲ့ဗိုလန်နီယာတွေမနေ့ကဗိုလန်နီယာခေါ်ရတဲ့အစီမျိုးဖြစ်သွားပြီကြီးလေတောင်ဝပေးလို့မင်းသွားกว่าဒီဒီတုံးကိုသွားမှဆိုတော့တရားမမနိုင်မမနိုင်တဲ့ခါကျတော့အကုန်လုံးနေကြွားရအောင်ဘယ်ကောင်မနိုင်လဲမနိုင်တဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့မှ ခေါ်ရတဲ့အနေအထားမျိုးဖြစ်သွားပြီဘလူးမအဆင်မပြေတော့ဘူးပေါ့နော်အဲ့လောက်ထိလုံနိုင်တဲ့အင်အားမရှိတော့အဲ့တော့နေမီတွေပြန်ရဖို့တော့မလုံပြရတဲ့အခြေအနေတွေရောက်နေပြီဖြစ်တဲ့အတွက်ရှစ်တက်ကတဘောင်တွေရောအတိတ်တွေရောနမိတ်တွေရောမြေပြင်အခြေအနေတွေရောအကုန်လုံးဆုံနေပြီဖြစ်တဲ့အတွက်ရှစ်တက်ကတော့ကြာရှုံးချိန်တန်နေပါပြီလို့ပြောကြရင်းနဲ့ကျွန်တော်စကပိုင်းလေးကိုညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်